မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေ November 6ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီမှလက်ထပ်လိုက်တဲ့ဟင်းဝီယန်ကဘလောက်ချမ်းသာတယ်လဲဆိုတာကိုလူကြားထဲမှာအခုလိုကြွားလုံးထုတ်ခဲ့တဲ့စုပြည့်သတင်းတင်။စုပြည့်သတင်းလို့ယောက်ျားကောင်းရစေချင်လို့ဒီမှလေးကိုမြစ်တာတော့အလွတ်ချက်ထားခိုင်းနေမှာကြီးဆိုတဲ့တင်။ပထမအဆုံးမွေးဖွားလာတဲ့တောင်းလေးအတွက်ထိုင်းနိုင်ငံမှာခုလိုခန်းနှန်းစွာပြင်ဆင်ထားတဲ့နေကျူးတည်တဲ့ တဲဆုံငင်ကိုပြောခဲ့သမျှဝိလေကမထွက်တဲ့မျက်ရည်အတင်းညစ်ပြီးငိုပွဲနှွှဲနေရတဲ့ပပနဝတ်တဲ့တင်းခရိုနီကြီးဖြစ်တဲ့ခင်မတဲ့ကိုအခုလိုနဲ့ရွယ်ဆွဲပြီးအရန်နိုင်ကြောင်းပြလာတဲ့ဝိမုံရွှေတဲ့တင်းပဲဖြစ်ပါရဲ့ရှင်သူမလက်ထပ်လိုက်တဲ့ဟင်းဝီယန်ကဘလောက်ချမ်းသာတယ်လေဆိုတော့ကိုလူချားထဲမှာအခုလိုကြွားလုံးထုတ်ခဲ့နေဆိုပြီးသိ။ဟင်းဝီယန်ကသူမကိုဘလောက်ချစ်ကြောင်းနဲ့ဟင်းဝီယန်ရဲ့ကြီးကြီးတက်ချမ်းသာမှုကိုကြွားလုံးထုတ်ခဲ့တာကတော့ဆိုပြီးသိမှာ ခုချိန်မှာတော့စိုးပြစ်တစင်းနဲ့ဟေးဝီယန်တို့အကြောင်းကားပဲအင်တာနက်ပေါ်မှာလူပြောများနေတာပါဒါပြေဟေဝီယန်နဲ့စုပြေတစင်တို့ဟာလက်တပွဲကျင်းပကံနေအထီတောင်ကြောင်ညာတွေအထူးသဖြင့်စိန်ရွှေရတနာကြောင်ညာတွေမနာတဲ့ရှိုက်ကူနေရတာဖြစ်ပါတယ်။အခုလေဟေဝီယန်နဲ့စုပြေတစင်တို့ဟာစိန်ဤကရီစိန်ဆိုင်ကြောင်ညာရှိုက်ကူနေကြတာပါ။ဒီလိုကြောင်ညာရှိုက်ကူနေတဲ့အချိန်စုပြေတစင်ကဟေဝီယန်ကိုတံမိုးကြီးဆုံးစိန်လက်ဆွတ်တခွင်းကိုပူဆောင်းလိုက်တာပါ အဆိုပါစိန်လက်စုပ်ကတော့တိန်တတောင်ခွေတန်ဖိုးရှိတယ်လို့ဆိုပါတယ်ဆိုပြီးတဆင်ကတော့ဟင်းဝီယံကိုကိုကိုဝယ်ပေးဆိုပြီးပူဆောင်လိုက်တာပါဒီလိုချိန်မှာဟင်းဝီယံကအေးအေးဝယ်ပေးမယ်ဆိုပြီးပြောလိုက်တာပါဒါကြောင့်လေလူတွေကတော့ဆိုပြီးတဆင်ဟာသူမကိုဟင်းဝီယံဘလောက်ထိချစ်ကြောင်းဒါပြင်တိန်တတောင်ခွဲတဲ့လက်စုပ်ကိုဝယ်နိုင်တဲ့အထိချမ်းသာကြောင်းကိုကြွားလုံးထုတ်လိုက်တာဖြစ်မယ်လို့ထင်ကြပါတယ်ဒါပေမဲ့လည်းတချို့သောပြည်သက်တွေကတော့ဟင်းဝင်ရကတိန်တတောင်ခွဲတဲ့လက်စုပ်ဝယ်ပြီးနိုင်တာလည်းမယုံကြပါဘူး။ ။ဘာလို့လဲဆိုဟင်းဝင်ရဲ့စိုးပြေတစင်တို့ဟာငွေမရှိလို့အရက်တကန်နဲ့တချင်းစုကြောင်ညာပရပြီးငွေရှာနေရတာကိုတိန်တောင်ခွဲတဲ့လက်စုပ်ဝဲပေးမယ်ဆိုတာကရှိစရာပဲလို့ဆိုကြပါတယ်။ပရိသတ်တို့ရောဟိဝင်ရန်ကတိန်တောင်ခွဲတဲ့လက်စွပ်တကယ်ဝယ်ပေးနိုင်တယ်ထင်ပါသလားမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်ဆိုပြေတစင်လို့ယောက်ျားကောင်းရစေခြင်းလို့တူမာလေးကိုမြတ်တာတော့အလွတ်ချက်ထားခိုင်းနေမှာကြီးဆုံး အကယ်ဒမီများရှင်မင်းသမီးကြီးစုံမြတ်သူစာကတော့သူမရဲ့သူမဖြစ်သူခိခင်လေးကိုလည်းယောက်ျားကောင်ရစေခြင်းလို့မြတ်တာတို့အလွတ်ချက်ခိုင်းထားတယ်လို့သိရပါတယ်။ဘာသာရေးကိုအယမ်းယုံကြည်ကန့်ဆိုင်တဲ့စုံမြတ်သူစာကညီမငယ်ဆုံးတွေဖြစ်သူစုပြည့်တစိန်ယောက်ျားကောင်ကောင်ရတယ်ဆိုတော့မြတ်တာတို့အယမ်းရွတ်တာကြောင့်လို့ယုံကြည်နေကြတာပါ။ဒီအကြောင်းကိုမကြီးဆိုကစုပြည့်လေးကငငယ်တဲ့ကလူကြီးမိဘအပေါ်မှာယူသေးပြီးလိမ္မာရေးချရှိတယ်။ ဘာသာတရားကိုလည်းကန့်ဆိုင်နေ။အဲ့ဒီကြုံရတဲ့ကြောင့်စုပြေကရန်ကန်ကောင်းတဲ့မိသားစုတစ်ခုနဲ့ရောက်ရှိခဲ့တာပါ။ဒါကြောင့်တူမလေးခစ်ကလည်းစုံပါတယ်။မိမကိုဆန္ဒမူနာရှုနှောင်း။အဲ့ဒီလိုဘဝလေးပိုင်ဆိုင်ခြင်းရင်မြတ်တာတုံများများရှုနှောင်းလို့စုံမထားကြောင်းသိရပါတယ်။ဒါပြင်မာကြီးဆိုကခစ်ခစ်လေးကိုမြတ်တာတုံအလွတ်ရတယ်နိ iPhone 10ဆက်ဆက်တလုံးဝယ်ပေးမယ်လို့ပြောဆိုထားကြောင်းသိရပြီ။လူငယ်ဆိုတော့အပေးယူလေးနဲ့ဆွဲခေါ်ရတာပေါ့။ မင်းကလေးဆိုတာအိမ်ထောင်ကြီးကအရေးကြီးဆုံးပဲလင်ကောင်းရသွားရင်မာကြီးကိုသေးပြောပြီးစုပြည့်ကိုစိတ်ချပြီးဆိုတော့သူ့ကိုလေလူကောင်းသူကောင်းလေးနဲ့တွေ့စေချင်တယ်လို့ပြောဆိုခင်တာဖြစ်ပါတယ်အဆိုပါပြောဆိုမှုပုံပရိသတ်တွေကတော့ဒီတိုင်းဝဲချင်းနဲ့မေတ္တာတုံမြတာကိုဂုံယူပြီးမီဒီယာပေါ်တက်ဖြစ်ပထမဆုံးမွေးဖွားလာတဲ့တာလီတွန်ထိုင်းနိုင်ငံမှာအခုလိုခန်းနှားစွာ ပြင်ဆင်ထားတဲ့နေကြီးဦး မြန်မာနိုင်ငံနာမည်ကြီး beauty blogger မင်းသမီးစီးပွားရေးလုပ်ငန်းရှင်တူဖြစ်တဲ့နေဂျီဦးတယောက်သူမရဲ့ပထမဆုံးရှင်သွေးလေးကိုအောင်မြင်စွာမွေးဖွားလိုက်ပြီးဖြစ်ပါတယ်။နေဂျီဦးနဲ့သူမရဲ့ခင်မကိုပြည့်တို့ဟာအရန်ကိုစောင့်မျှော်တန်ဖိုးထားတဲ့သူတို့ရဲ့ပထမဆုံးရှင်သွေးလေးတောင်လေးကိုမွေးဖွားလိုက်ပြီးဖြစ်ပါတယ်။ဒီသတင်းထွက်ပေါ်လာတဲ့တပြိုင်နက်တည်းမှာပဲပရိသတ်တွေမီဒီယာတွေနဲ့အနုပညာမောင်နှမတွေကဝိုင်းပြီးတော့ဂုံပြူဝမ်းတာနေကြတာကိုတွေ့ရပါတယ်။ နေချင်းဦးမြဝေလာတဲ့ဓာတ်ပုံရှာမွေးဖွားလာတဲ့သားလေးကတော်တော်လေးကိုချစ်စရာကောင်းနေတာကိုတွေ့ရပါတယ်။နေချင်းဦးဟာသူ့မရဲ့တောင်းလေးကိုမြန်မာနိုင်ငံမှာမဟုတ်ဘဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အဆင်မြင့်ဆုံးနိုင်ငံတကာဆေးရုံကြီးတစ်ခုမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ဒါကလည်းနေချင်းဦးတို့လိုမြန်မာနိုင်ငံရဲ့ထိတ်တန့်အတိုင်းဝိုင်းချစ်ချစ်တက်ချမ်းသာကြွယ်ဝတဲ့မိသားစုတွေအတွက်ကတော့သူတို့ဘဝရဲ့အရေးကြီးဆုံးဖြစ်ရပ်တစ်ခုဖြစ်တဲ့ပထမဆုံးရှင်သွေးလေးမွေးဖွားတာကိုအလုံးစုံဆုံးစိတ်ချဆုံးဖြစ်မယ်နေရော ကောင်တကကောင်စုံဝိစာမှုတွေဒီပညာတွေနဲ့ပြည့်စုံတဲ့နေရာမှာပြည့်လို့ချင်ကြတာသဘာဝပါပဲ။ဒါကြောင့်လေသူမတို့ဇနီးမောင်နှံဟာဘန်ကောက်မြို့ကိုချူတင်ရောက်ရှိနေပြီးအခုလိုအောင်မြင်စွာမွေးဖွားနိုင်ကြတာဖြစ်ပါတယ်။ကလေးမမွေးခင်ကတည်းကနေချင်းဦးဟာပထမဆုံးမွေးဖွားလာမယ်။သူမရဲ့ကလေးလေးအတွက်ပြင်ဆင်ထားတဲ့အခမ်းအနားဆုံးပြင်ဆင်မှုတွေကလည်းလူပြောများနေတာပါ နေဂျီရူးဟာကလေးမမွေးခင်လာပေါင်းများစွာကတည်းကဘန်ကောက်မြို့ရဲ့ချက်ချာအကြဆုံးနေရာတစ်ခုမှာစိန်ကန်လက်စထရီကွန်ဒိုအသစ်ကြီးတလုံးကိုဝယ်ယူပြင်ဆင်ထားပြီးသားပါဒီကွန်ဒိုဟာတန်ဖိုးအပြည့်ဒေါ်လာတန်ပေါင်းများစွာတချို့ခံမှန်းချက်တွေရတော့ဘီလီယံချီတန်ဖိုးရှိတဲ့အခန်းလိုတောင်ဆိုကြပါတယ်ဒီလိုဝယ်ယူထားရခြင်းရဲ့အကြောင်းရင်းကတော့ကလေးမွေးပြီးနောက်ပိုင်းမိခင်ရောကလေးပါဘသူရဲ့အနောက်ရှက်မှမရှိဘဲအပြည့်ဝနားယူနိုင်ဖို့အကောင်ဆုံးပတ်ဝန်းကျင်မှာနေထိုင်နိုင်မှုတည်တံ့ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒါနေမဲလားဆိုတော့မဟုတ်သေးပါဘူးပြိတက်ကြီးတို့မှတ်မိကြအောင်ပဲထင်ပါတယ်ကလေးလေးမမွေးသေးခင်ကတည်းကနေကြီးတို့စနီမောင်နှံဟာသူ့ရဲ့တာလီအပြင်ထွက်လာရင်သုံးဖို့အတွက်ကလေးတွန်းလေးတစ်စီးကိုပြင်ဆင်ခဲ့ပါတယ်အဲ့ဒီတွန်းလေးဟာတာမန်တွန်းလေးမဟုတ်ဘဲကပ္ပကျော်စင်ခန်ကားကုမ္ပဏီကြီးဖြစ်တဲ့ BMW တစ်စိတ်ကလေးတွန်းလေးဖြစ်ပါတယ်ဒီတွန်းလေးရဲ့တန်ဖိုးဟာမြန်မာငွေ300နဲ့ချီပြီးရှိရမို့တာမန်လူတစ်ယောက်ကားတစ်စီးဝယ်နိုင်တဲ့ဈေးတက်တောင်ပုံနေပါသေးတယ် ဆိုတော့ကလေးစီမဲ့တွန်းလဲကိုတော့ BMW သုံးနေမိပါတယ်။သူတို့ရဲ့ပထမဆုံးတောင်းလေးတွန်းဘန်ကောက်မှာဒေါ်လာတန်းချီတန်းကွန်တိုသွားဝယ်ပြီးအနားယူဖို့ပြင်ဆင်ထားတာဟာသူတို့ရဲ့ level မှာတော့ပုံမှန်ပြင်ဆင်မှုတစ်ခုလိုပဲဆိုရမှာပါ။နေတီဦးကိုရင်ကစိမ့်လက်တင်တတိကြီးရဲ့တမီးခင်မုန်းကိုပြေကလည်းထိတ်တန်းတတိသားတူသူတို့နေဦးရဲ့မင်္ဂလာပွဲတော်ကလည်းမြန်မာငွေသိန်းပေါင်း9000ကျော်ကုန်ကြခံပြီးတမိုင်းတွင်အောင်ကျင်းပခဲ့တာပါ။ အခုတော့ဒီရွှေနဲ့မြလို့လိုက်ဖက်နေတဲ့နေဂျီဦးတို့ဇနီးမောင်နှံကသူရဲ့တောင်းလေးကိုအခမ်းအနားဆုံးအပြည့်စုံဆုံးပုံစံနဲ့မိသားစုတွေကိုချိုးဆုံလိုက်ပြီးဖြစ်ပါတယ်။ပရိသတ်ဂျီရူရောနေဂျီဦးတို့ရဲ့အခမ်းအနားဆုံးပြင်ဆင်မှုတွေပေါ့ဘယ်လိုထင်မြင်မိကြပါသလဲ။ comment မှာပြောပြသွားကြပါအောင်ရှင်။တဲဆူညင်ကိုပြောခဲ့သမျှဝင်လေကမထွက်တဲ့မျက်ရည်အတင်းညစ်ပြီးငိုပွဲနှွဲနေရတဲ့ပပနိုဟာ Miss Universe ပြိုင်ပွဲဝင်မက္ကဆီကိုလာမယ်ကို မချိမငန်ဆက်ဆံခဲ့ပြီးရိုင်းပြစွာပြောဆိုခဲ့တာကြောင့်အခုချိန်မှာတော့ MUI ကိုအားပေးနေကြတဲ့တက္ကပါလုံးကပြည်သက်တည်ရင်အပြင်းထန်ဝေဖန်ရှုံချတာကိုခံနေရတာကတော့ပပနဝတ်ပါ အလုံးလေးတည်ကြတဲ့အချိန်ပပနဝက်ကတော့သူ့ရဲ့ပွဲရှာတက်တဲ့အချိန်က MGI တင်မကသေးပဲ MUI ထိတဲ့ဆောင်လာခဲ့တာပါ အမျိုးသမီးလမယ်ရင်းအထူးသဖြင့်မက္ကဆီကိုလမယ်ပေါ်ရိုင်းဆိုင်စွာပြောဆိုခဲ့ပြီးအမျိုးသမီးတယောက်ရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေတဲ့စကားမျိုးတွေကိုပြောဆိုခဲ့တာကြောင့်နောက်ကအမျိုးအန်ကနေထုတ်ပယ်လိုက်ပြီးပဲဖြစ်ပါတယ် Miss Grand International ရဲ့ owner တူဖြစ်တဲ့နဝကူရောပြည်သူအလုံးလေးကောင်းကောင်းသိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ MTI ရဲ့အုံနာတူဖြစ်ပေမဲ့လည်းနဝဟာကိုကျိုးစီးပွားရေးကိုအကြောင်းပြုပြီးအလမေရီအလုံးကိုချုပ်ကန်ချေလင်းရင်ဇင်းရောင်ခိုင်းတာတွေကိုမြင်လာရတာကြောင့် MTI ပေါ်ကလူတွေရဲ့အမြင်ကတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပါတယ်။မစ်ကရမ်ပြိုင်ပွဲစဉ်တချောင်းမှာလည်းနဝက်ကသူ့အတွက်အချိုးစီပွားမြတ်တွေအများရနိုင်မဲ့နိုင်ငံကအလှမယ်တွေကိုပဲတတိတထန်ကောင်းကောင်းမွန်မွန်တဲ့ခင်းအဲ့ခံကျွေးမွေးတာကိုလည်းမြင်ရမှာပါ အထူးကပြောရမယ်ဆိုရင်တော့နဝက်ကတာဝန်ယူမှုတာဝန်ခံမှုရှိရင်ခေါင်းဆောင်ကောင်းတရားမပီတာတဲ့ပြင်လူမှုရေးတော်လင်းညက်ဖြစ်တဲ့လူကြီးတရားလို့ပြောချင်ပါတယ်လူငယ်တဲ့နှစ်ပေါင်းများစွာကအလှမေတွေကြားထဲမှာခရောင်းလူကြတဲ့ပြဿနာမျိုးတွေပဲကြားခဲ့ရပေမဲ့လေခုချိန်မှာတော့အလှမေတွေကိုအလုရှင်နဲ့အလုသမားတွေလိုဆက်ဆံရေးကြောင့်မယိုးနိုင်တဲ့ပြဿနာပေါင်းများစွာကိုကြားလာရပါတယ် ဒီလိုပြဿနာမျိုးကလည်း MGI မှာပဲဖြစ်ပေါ်နေပြီးတော့အဓိကပြဿနာကောင်းကလည်းနဝက်လို့ပြောရမှာပါအလာမယ်ဒီပေါ်မှာမလေးမစားဆက်ဆံတဲ့အပြင်ပြဿနာဖြစ်ခဲ့ပြီးဒီတိုင်းအလာမယ်ဒီရဲ့အတွင်းရေးကိုလိုင်းမော်တက်ပြီးအဆက်ခွဲခဲ့သူပါမနေ့ကလည်းမြန်မာလာမယ်တဲဆွန်ရှင်ကိုဒရမာကွင်းလို့ပြောကပွဲရှာခဲ့တယ်လို့2024ခုနှစ် MGI ရဲ့ဝင်းနာအိန္ဒိယလာမယ် Richard Gupta နဲ့နဝတ်တူကြကပြဿနာတွေအကြီးကျယ်တက်ခဲ့ကြပြီးရဲ့နောက်မှာတော့နဝတ်ကိုယ်တိုင် Richard Gupta ကို Crown ပြန်သိမ်းခဲ့ပါတယ် တယုံနေမကသေးပဲရေချေကူတာဟာဂျိုင်းကျွိနဲ့အရန်နဲ့ချောင်းသူနန်းကမိုင်းတရာလောက်ကနေအောင်ရှာတယ်။နောက်ပြီးအခုပြိုင်ပွဲကနေနင်းသဘောနဲ့ထွက်တာမဟုတ်ဘူး။ငါနဲ့ကိုကန်ထုတ်လိုက်တာစားနဲ့အရှက်ရစီမဲစကားတွေနဲ့စော်ကားခဲ့တာပါ။အလာမေတဲဆူညင်းကိုလေထုံနီ၎င်းမယ်ထိုက်တန်နေစုကိုမပေးပဲအသက်16နှစ်အရွယ်ကောင်မလေးတယောက်ကိုဒရမာကွင်းနဲ့ပဲတက်ပြီးအားလုံးလောင်ခဲ့ကြပါတယ်အခုလိုဖက်လိုက်ပြီးအာဂတိလိုက်စားတဲ့နဝတ်အဖိုးဝက်ကတော့နောက်ဘဝမကူးခဲ့ပါဘူးရှင် အခု2025ခုနှစ် MUI ကိုတိုင်းမအင်းရှင်ဖြစ်စကျင်းပဖို့အတွက်နဝတ်ကိုယ်တိုင်းပတ်သက်နေရကြောကွန်ခံပြီးခေါ်ယူခဲ့ပါတယ်။ MUI အတွက်နိုင်ငံရဲ့ရက်ရက်ကကိုစားပြုလာမယ်တဲ့အများကြီးလာရောက်ဆင်နွှဲကြပါခဲ့ပါတယ်။ အမျိုးအကျပနေစေ၃ရက်မြောက်နေမှာပဲနဝကသူ့ရဲ့အာနာပါဝါတွေကိုထုတ်သုံးလာခဲ့ပါတယ်။ပြိုင်ပွဲဆောက်ဖို့အတွက်ဆောင်ရန်ရှောင်ရန်မင်းကွန်းကြီးပြောရင်အလမဲမက္ကဆီကိုကစကားအရှက်များလို့နေနာယန်ကြီးတွေအယူလို့ပဲလို့အလမဲတွေအများကြီးရှိမှအရှက်တိတ်ခါကိုထိပါးတဲ့စကားတွေပြောဆိုခဲ့ပါတယ်။ MUI လမယ်တွေကလည်းမခေသူတွေပါပဲ။မက္ကဆီကိုလမယ်သူမကိုစော်ကားပြောဆိုတဲ့အတွက်ဆက်လက်မပြိုင်တော့ပဲ။ပြိုင်ပွဲတွင်းကနေအလမယ်ဒီအားလုံးရှေ့ကနေဥဆောင်ထွက်လာခဲ့ပါတယ်။ဒီအချိန်မှာတော့နဝကခမ်းမတကားကိုပိတ်ဖြစ်ပုံတနက်တွင်နဲ့လုံခြုံရေးထိပါ အာဏာပြလာခင်တာပါ။မက္ကဆီကိုလမ်းမင်းရဲ့ပြတ်သားတဲ့လုံရက်တွေကြောင့်အခုချိန်မှာတက္ကပါလုံးကပေးတဲ့ရှင်ဘတ်တဲက Crown ကိုရရှိသွားခဲ့ပါတယ်။ တဖက်မှာတော့နေဝတ်တင်အောင် MUI အုံနာရဲ့ထုတ်ပယ်ခြင်းကိုခံလိုက်ရတာကြောင့်တကဘာလုံးရှိမှအချက်တကွဲကျနေခဲ့ရပြီးသူကိုယ်တိုင်တာဝန်ယူထားတဲ့စပွန်ဆာအကျွေးတွေဝိုင်းဝိုင်းလည်ရင်စီးပွားပြက်ခံနေဆက်ဆဲဖြစ်နေပါပြီရဲ့ရှင်အခုဆိုတဲတဲကို drama queen လို့ပြောခဲ့သမျှသူကတော့မျက်ရည်မထွက်ပဲငိုပြနေရတာပါအခုတင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့ပရိသတ်ကြီးရင်းအနေနဲ့ရောဘလို့ထင်မြင်ချက်တွေပေးချင်တယ်လို့ဆိုတော့ကိုပြောပြပေးသွားကြပါအောင်ရှင် ခရိုနီကြီးဖြစ်တဲ့ခင်မောတဲကိုအခုလိုနဲ့ရွှဲဆွဲပြီးအရန်နိုင်ကြောင်ပြလာတဲ့ဝတ်မုံရွှေရင်မင်္ဂလာပါပရိသတ်များရှင်မြန်မာတနင်္ဂနွေလုံးမှာအချက်ခံအဆုံနဲ့အိမ်တော်ရေကံကောင်းဆုံးကဘသူဖြစ်မယ်လို့ထင်မိကြပါသလဲတကယ်ပြိုင်ပကင်းတဲ့မင်းသမီးဝတ်မုံရွှေကြီးပါ အခြေအကံဆိုတော့လုံးဝကိုလုံယူလို့မရတဲ့အရာပါပဲနော် တချို့အရာရာပြည့်ပြည့်စုံတဲ့သူတွေတောင် အချိန်ရေးကံမကောင်းလို့အိမ်အောင်ဆံများလင်ကွဲတားခွဲတွေဖြစ်နေကြရတာပါကိကတော့အိမ်အောင်ရေးကံကိုနှစ်ပိုင်းပိုင်းကြည့်ရင်တော့အဖက်ဖက်ကနေကောင်းမွန်နေသူလေးပါပထမအုံဆုံးပြောရချင်းကိကယောက်ျားကိုအယမ်းနိုင်ပါတယ်ကိုနိုင်ဖြိုးချုံလူခရိုနီတထေးကြီးတယောက်ကိုတော့နည်းနည်းလေးမှအောက်ချုပ်ပြီးနေနေရတာမျိုးမရှိပါဘူး ပြောရရင်အိမ်ထောင်တစ်ခုမှာပတ်စံပူရှာနိုင်တဲ့သူမိသားစုကိုပို့ပြီးတော့ထောက်ပံ့နိုင်တဲ့သူကိုဆိုရင်တာမန်ထပ်ပို့ပြီးတော့အလေးထားဆက်ဆံကြတာမျိုးပါခစ်ကလည်းတိုင်းဝမ်ကောင်းပြီးချမ်းသာတဲ့တလောက်ချမ်းသာပြီးသားဆိုပေမဲ့ခရိုနီဂျီတယောက်ဖြစ်တဲ့ကိုနိုင်ဖြိုးချင်ရဲ့ပိုင်ဆိုင်မှုတွေနဲ့တော့ဘလို့မှသွားရှင်လို့မရတဲ့အနေထားပါအဲ့ဒီလိုမျိုးရာရာပြေဆုံးချမ်းသာတဲ့ခင်မွန်တဲ့ကိုတော့နည်းနည်းလေးမှမဖြုံမိအရင်စကားကြပြောရမယ်ဆိုရင်တော့ခစ်ကလင်ရန်နိုင်ပါတဲ့ရှင် ဒုတိယတစ်ချက်အနေနဲ့ကင်ဟာသူမရဲ့ခင်မွန်တဲ့အစီအကနဲ့ထောက်ပံ့မှုပံ့ပိုးမှုတွေကိုအပြည့်အဝရရှိနေသူလေးတူပါ။ကေဘယ်လိုအရာတွေကိုလှုပ်ချန်သည်ဖြစ်စေနောက်ကနေမငီးမညူအပြည့်အဝပံ့ပိုးပေးနေတာအလုံးလေးဒီပါပဲရှင်။ပင်ရသောသောပဲပွဲတက်တန်ခင်မောတဲ့ကလူကြီးလူကောင်းတယောင်နေနေရှေးကမမမမတ်ဥဆောင်ပေးပြီးတော့ကစ်ကတကယ်ကလေးလေးတယောက်လိုနေရတာပါ ကေတိုတွဲလေးကခုဆိုရင်အလူရေဆက်လက်နဲ့မကွာပျော်ရွှင်စရာတွေလည်းအရန်ကောင်းလို့လို့နင်းနဲ့လရွှင်နေများလို့ပါပဲ။ကဲ့ရဲ့ရွေးချယ်မှုကတကယ်ကိုပဲမှန်ကန်ခဲ့တယ်လို့ပြောရမှာပါပဲရှင်။တချိန်ကချစ်ခဲ့မှုတွင်ရီစာဟောင်းတစုံတဆိုင်နဲ့သာလက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်အခုချိန်မှာတူတူရုန်းကန်နေရမှာပါ။ဒီလိုမျိုးကြော့ကြော့လေးနေနိုင်ဖို့အတွက်ခရိုနီကြီးကိုရွေးလိုက်တဲ့ကင်းရဲ့ဆုံးဖြတ်ချက်ကတော့တကယ့်ကိုချီးကျူးစရာကောင်းနေတာပါ လူတိုင်းရတဲ့ခင်မိုးတယောက်စီကချစ်တီကိုပါရှာနေတာကတော့အကောင်းဆုံးသောအိမ်တောင်ရေးပါပဲရှင်ကျမတို့ရဲ့ trend media ပြည်သက်ကြီးရောအခုလိုမျိုးခင်မုန်းတဲ့စီကအချက်ခံအပြီးနိုင်ကျင်နိုင်နိုင်နေတဲ့ကိရဲ့အိမ်တောင်ကြီးခီးလန်းလေးကိုဘယ်လိုမြင်မိကြပါသလဲရှင်